မင်္ဂလာရှိသောညနေခင်းဖြစ်ပါစေ။ယေရှုတော်နှင့်ညီသက်ချင်းကောင်းကြီးမင်္ဂလာယေရှုခရစ်တော်ဖျားထံတော်ဘာမှသေတော့ပေါ်သို့သက်ရောက်ပါစေ။ဖျားရှင်ရဲ့ယေရှုတော်ကိုချီးမွမ်းပါရစေ။ကျွန်တော်ယေရှုတော်ကြောင့်2025ခုနှစ်အောက်တိုဘာလ28ရက်နေ့သို့ရောက်ရှိလာပါပြီ။ပို့ဆောင်တော်မူသောဖျားရှင်ကိုယေရှုတင်ပါရစေ။ဒီစနေ့ချစ်သူအားလုံးကိုဖျားရှင်ကောင်းချီးပေးပါစေ။ဆုတောင်းကြပါစို့။ ်အဖဖခင်နှုတ်ကတော်ဖြစ်ဒီဆောက်ဆရာဖြစ်စေပါနတ်နေသောသမာတရားကိုတန်ရှင်းသောဝိညာဉ်တော်ဖျားယူဆောင်ဖို့ဖြစ်ပါအခုလည်းကျွန်တော်ပြောတာထက်ကိုတော်ပြောခြင်းသာဖြစ်စေပါသခင်ယေရှုနာမအားဖြင့်ဆုတောင်းရက်ဝေငှပါれဖခင်အာမင်ဖျားရှင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါလေကျွန်တော်ဒီသနာချမ်းကိုဒီနေ့ခြုံငုံတိလာပြီးခေါ်အားယူမှာဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်ကြွရင်ယုံကြည်ခြင်းနဲ့ချင်းသိန်းတော်က သမချမ်းစာချစ်ကူးရေးပြိုင်ပွဲကျွန်တော်လက်ရှိပြုလုပ်နေတာဖြစ်တယ်အဲ့တော့သမချမ်းစာချစ်ကူးရေးနေတော့သူအားလုံးကိုလေဖျက်ရှင်ကောင်းချီးပေးပါစီအဲ့ကျွန်တော်ဒေသနာချမ်းကနေပြီးတော့မှဒန်ဟီလာနဂတိချမ်းတိဒေသနာချမ်းရှောလမုန်တချင်ဟေရှာယနဂတိချမ်းယေရမိနဂတိချမ်းယေရမိမီတန်စကယေဇကြည်လနဂတိချမ်းဒန်ဟီလာနဂတိချမ်းအဲ့ဒီချမ်းကိုရချမ်းကိုချစ်ရေးနေတာဖြစ်တယ်အဲ့ဒါကြောင့်လဲကျွန်တော်ဒီချမ်းနေမှာ ိတ်သင့်တဲ့အရာလေးတွေကျွန်တော်ခြုံခြုံပြီးအလိဒါသွားမှာဖြစ်တယ်။ဒါကြောင့်ခုဒီကနေ့ဒေသနာကျမ်းနေစပြီးကျွန်တော်နားထောင်မှာဖြစ်တယ်။အော်ဒေသနာကျမ်းဆိုတာကတော့အလွန်လေးနက်နဲတဲ့ကျမ်းကျမ်းဖြစ်တယ်။သူကခန်းကြီး1ကနေခန်းကြီး7နှစ်ထိရှိပါတယ်။အဲ့တော့ဒီဒေသနာကျမ်းခန်းကြီး1ကနေခန်းကြီး7နှစ်ထိရှိတဲ့အရာကိုကျွန်တော်ကအချက်6ချက်ကို အခြေခံပြီးနားထောင်သွားမှာဖြစ်တယ်။ အဲ့တော့သင်ကနေ့တိုင်းနားထောင်ရင်ဒီအချက်၆ချက်ကိုအခြေခံပြီးနားထောင်သွားရင်ဒီတစ်ကနေစက်နှစ်ကိုသင်ချုပ်ပြီးနားလေသွားမှာဖြစ်တယ်။အဲ့တော့ဒီဒေသနာချမ်းဆိုတာကတော့တမောင်းချမ်းမှာပါဝင်တဲ့ချမ်းတစ်ချမ်းဖြစ်တယ်။သူ့ကိုကြပြလင်္ကာချမ်းလို့လည်းခေါ်ပါတယ်။အဲ့တော့ဒီဒေသနာချမ်းကိုခြုံငုံလိလာခြင်းမသွားခဲ့တမောင်းချမ်းနဲ့ပတ်သက်ပြီးကပောင်းချမ်းကနေမလခိထိပေါ့39ချမ်းရှိပါတယ်။ဓမ္မတိချမ်းမှာတော့မတ်သေးကနေဗျာဒိထိ28ချမ်းရှိပါတယ်။ ။အကျမ်းစာတော်လုံးပေါင်းရင်66ကျမ်းရှိတယ်။ဓမ္မောင်း39ကျမ်း၊ဓမ္မသက်28ကျမ်းဖြစ်တယ်။အဒီဒေသနာကျမ်းကိုဘာကြောင့်ကဗျာလင်္ကာကျမ်းလို့ခေါ်တာလဲဆိုတော့ကဗျာလင်္ကာပုံစံရေးထားတာဖြစ်တယ်။ဒါကြောင့်သူ့ကိုကဗျာလင်္ကာကျမ်းလို့ခေါ်တယ်။ပြီးတော့သူကအဓိကတော့အနတ္တ nothing အရာအလုံးက nothing ပဲ။ဖျားမပိုင်။အရာခက်သိမ်းက nothing ပဲ။အသက်ရှင်သမျှမှာဖျားနေတဲ့အသက်ရှင်မှာပါ။ ဖျားမရှိပဲအသက်ရှင်သောသူတို့အနတ္တတွေဂျားထဲမှာအသက်ရှင်နေသလိုဖျားလည်းမရှိဘူးဆိုပုံပြီးအနတ္တဖြစ်တယ်အဲဒါလေးကိုသူတွေ့ရတယ်သူတော့ဒါရည်ရွယ်ချက်ကို ပြောတဲ့ခါလေးသင်ချရပါလိမ့်မယ်တယောက်ဒီဒေသနာချာကဗျာလင်္ကာပုံစံသူရေးထားတာဖြစ်တယ်တယောက်ဒီဒေသနာချာနဲ့ပတ်သက်ပြီးနာမထောင်ခင်မှာတမောင်းကျမ်းမှာရှိတဲ့39ကျမ်းရဲ့တိတိနဲ့အချက်လေးတွေကျွန်တော်အရင်ဖော်ပြခြင်းနဲ့ အဲ့တော့အဲ့ဒီမောင်းကြမ်းမှာရှိတဲ့39ချောင်းအချက်၄ချက်ကိုတိတ်ထားရင်အဲ့39ချောင်းချုပ်ပြီးနားလည်မှာဖြစ်တယ်။အော်နံပါတ်1ဘရန်ချက်ကပါလဲဆိုတော့ပညတ်တိချမ်း၅ချမ်းအဲ့ဒါကဘာဦးချမ်းကနေတရားဝဲရချမ်းထိဖြစ်တယ်။ကောင်းချမ်းတော့မြောင်ချမ်းဝူပြချမ်းတော်လျာချမ်းတရားဝဲရချမ်းဒီချမ်း၅ချမ်းဒီပညတ်တိချမ်း၅ချမ်းဖြစ်တယ်။မောရှိရေးခဲ့တယ်။ဂျူးလူမျိုးတွေကတူရာချမ်းလို့လည်းခေါ်တယ်။ဒါပညတ်တိချမ်း၅ချမ်း အဲ့တော့ဒီပိညတ်တိချာ၅ချောင်းဂျူးတွေကသူတို့ကစောင့်ထင်းရတယ်သူတို့ရဲ့အိမ်တကားတွေမြို့တကားတွေမှာဒီချမ်းကိုရေးထားပထမသွားတဲ့အခါမှာတင်းချစ်ကဲတင်းချစ်ဆိုရာကတော့ဘူးလေးသသေးလေးပေါ့ကျုပ်ကလေးထဲမှာအဲ့ချမ်းစောင့်ထဲ့ထားပြီးလမောင်းမှာခြိထားတယ်ခေါင်းမှာကျိုးနဲ့ခြိပြီးဒီနားလေးမှာကျုပ်ကလေးပေါ့နော်သသေးလေးအဲ့အဲ့ထဲမှာစောင့်ထဲ့ထားတယ် သင်ချစ်ခဲ့သူချီထားရမယ်လို့ဘုရားသခင်တရားဝေယျကျမ်းမှာအသေးချဖော်ပြထားတယ်။နောက်ဒီအကြမ်းကြောင်းဂျူးတွေကအလွန်တမူထားရတယ်။ပါရီရှဲဆိုရင်တော့သူအလွတ်တောင်ရတာ။ဒါပညာတိကျငါးကျမ်းလို့ခေါ်တယ်။အဲ့ဒါမောရှိရေးခဲ့တာဖြစ်တယ်။ကဲဒီမနေ့ဒုရချက်ကတော့ရဇဝင်ကျမ်း။ရဇဝင်ကျမ်းဆိုတော့၁၂ကျမ်းရှိတယ်။ဘယ်ကနေစလဲဆိုတော့ခုနတရားဝေယျကျမ်းမှာပညာတိကျငါးကျမ်းစုံသွားတယ်လို့ရဇဝင်ကျမ်းယောရှုမဆာအနေနဲ့ပြန်စတယ်။ အယောယုမဇာနေဣတတာဝိတုတိကျွန်တော်ဖတ်မယ်ဆိုရင်ဒီရဇဝင်ချမ်းပေါ့ဆက်နှချမ်းကိုကျွန်တော်တွေ့ရမှာဖြစ်တယ်။အဒီရဇဝင်ချမ်းဆက်နှချမ်းကလည်းဘာကြောင့်ရဇဝင်ချမ်းလို့ခေါ်လဲဆိုတော့ရဇဝင်တွေကိုပဲရည်ထားတာ။နော်။ဒီကျွန်တော်ယောရှုမဇာဆိုလဲရဇဝင်တွေခနာဘီဝန်သွားတဲ့အကြောင်းညာတရားသူကြီးမဇာဆိုလဲဒါရဇဝင်တွေကိုရည်ထားတာ။ခနာဘီမှာ ယောရှုလက်ထက်မှာဝင်သွားသလိုသူမြေကြီးတွေပါခွဲတယ်။ပြေခါတရားသူကြီးစနေယောက်ကအုပ်ချုပ်တယ်။အဲဒီအကြောင်းအရာရာဇဝင်ကြီးရေးထားတယ်။အဲ့ဒါပြီးတော့လည်းရုဒဝတ္ထုကဒီတရားသူကြီးမှစာတုံးမှာဖြစ်ခဲ့တဲ့အဖြစ်ပြက်တစ်ခုပေါ့။တရားသူကြီးစနေယောက်အုပ်ချုပ်တဲ့ကာလမှာဖြစ်တဲ့အဖြစ်ပြက်တစ်ခုကိုပြန်ရေးထားတာအဲ့ဒါရုဒဝတ္ထုဖြစ်တယ်။အဲ့ပြီးဆိုတော့မယောဇဉ်ပထမဆောင်ဒုတိယဆောင်ပြီးတတိယဆောင်သရုတ်ထဆောင်ပြီးရာဇဝင်ကျုပ်ပထမဆောင်ရာဇဝင်ကျုပ်ဒုတိယဆောင် အင်္ဂလိပ်မှာဆိုရင်တော့တိယာနေရကို first samuel second samuel အတော့ရနေ၄ရာကို first king နဲ့ second king ဘယ်ရင်ကြောင်းရေးထား first samuel second samuel လို့ဘာလို့ရေးလဲဆိုတော့ prophet samuel ကျမ်းလို့ခေါ်တယ်တိယာနဲ့နေရအောင်တောက်သော first samuel second samuel လို့ပြောတာဗမာမာသာမြန်မာကျမ်းစာမှာတော့တိယာနေရတမန်ကျမ်းပထမစာအုပ်တမန်ကျမ်းဒုတိယစာအုပ်ကိုခေါ်တယ် နောက်304ရာတော့ရှင်မင်းနေအကြောင်းကြီးထားလို့ first king second king လို့ခေါ်ရယ်နောက်ရာဇဝင်ကျုပ်ဗြဟ္မဆောင်နဲ့ရာဇဝင်ကျုပ်ဒုတိယဆောင်ရာဇဝင်ကိုချုပ်ပြီးရေးထားလို့ first chronicle second chronicle လို့ခေါ်ပါတယ်အဲ့တော့ဒါလေးသူကရာဇဝင်နေအကြောင်းကြီးထားတာအဲ့ညာနေမှာ ကျွန်တော်ကအစ္စရာမတ်ဆာအစ္စရာမတ်ဆာဆိုတာဂျူးတွေကနားလည်အောင်ပြောရင်တော့သူတို့ကဒီကျွန်ဘောကနေလွတ်မြောက်ပြီးတော့ယေရုရှလင်မြို့ကိုပြန်လာတဲ့အခါမှာ တို့ပြိမာတော်ပြန်ပြုတ်ပြင်းနေနေမီတို့လက်ထက်မှာအုတ်တိုင်းနေပြန်ဆောက်တယ်တော့ဣဇောမဆာနေမီမဆာဆိုအဲ့ဒါပဲတို့ဂျူးတွေပြန်လာပြီးဘောက်လုံနိုင်ငံကနေကျုံဖြစ်လွတ်မြောက်ပြီးယေရုရှလင်မြို့ကိုပြန်လာတဲ့အခါမှာပြိမာတော်တိဆောက်တယ်မြို့ကြီးတိဆောက်တယ်ဒီကိစ္စတွေဒီရာဇဝင်တွေကိုရေးထားတာတောင်သူ့ရာဇဝင်ကျမ်းလို့ခေါ်တယ်ဒါလေးကျွန်တော်နည်းနည်းချင်းချင်းရှင်းပြတာပါသိသိလို့ဖြစ်တယ်အဲပြီးတဲ့အခါဣဒရာဝတ္ထုဣဒရာဝတ္ထုဆိုရလဲကျွန်တော်အားလုံးသိတယ်ဂျူးတွေကိုကပောက်မှာပထမဆုံးတတ်ဖို့လုပ်တာကဟစ်လာမဟုတ်ဘူး ာရွှေယူဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ဒီဟမ်ဟမန်ဆိုတဲ့ဝန်ကြီးချုပ်ရဲ့ကြောက်တုံးမှုကြောင့်ဖြစ်တယ်။ကျူးလူမျိုးအလုံး၁၇လအတွင်းမှာတပ်ဖို့တပ်မိန်ထုတ်ခံ။တော်တော်ညာလေအဲ့ဒီအာရွှေယူရဲ့မိဖုရားဣတတာနဲ့အဲ့ဣဒရာရဲ့အကူတဝန်းခွဲမော်တကယ်လို့ခေါ်ရင်သူတို့ညောက်ကဥဆောင်ပြီးဂျူးတွေအားလုံးကိုစာဖြတ်ပြီးသူတို့ဆွတ်တောင်းခိုင်းတဲ့အခါမှာဂျူးတွေအဆောက်ဆောင်ဆွတ်တောင်းတဲ့အခါဒီတပ်မိန်ကနေလွတ်သွားတယ် ဣန္ဒရာနောက်ဆုံးဒီအာရှွေယုမင်းကိုဝင်ပြောတဲ့အခါလူငင်းချမ်းသာခွင့်ရတော့တယ်။တကောမှာပထမဆုံးဂျူးကိုတပ်ဖို့လုပ်တာဟစ်လာမဟုတ်ဘူး။အာရှွေယုကတပ်ဖို့လုပ်တာ။ဒါပေမဲ့အဲ့ခေတ်မှာဂျူးတွေကအလွန်ဆွတ်တောင်းတဲ့အခါဣန္ဒရာတို့ဥဆောင်ပြီးဆွတ်တောင်းတဲ့အခါလွတ်မြောက်သွားတယ်။အဲ့ဒါဣန္ဒရာဝတ္ထုရဲ့တကယ်အနှစ်သာရဖြစ်တဲ့အဲအဲ့ဒါလေးရာဇဝင်ပဲ။ဒါကြောင့်ဒီရာဇဝင်ချမ်းဆိုတာကယောရှုမတ်စာနဲ့ဣသတဝတ္ထုတိ၁၂ချမ်းရှိတယ်။အဲ့ဒါရာဇဝင်ကြီးပဲကြီးထားလို့ ဆရာစွင်ချမ်းလို့ခေါ်တာဖြစ်တယ်အခုကျွန်တော်ပြောတာလေးကိုသင်သိချာနားထောင်ရင်တမောင်းချမ်းတမောင်း36ချောင်းကျော်ခြုံပြီးရပုနားလည်လာမှာဖြစ်တယ်ကဲတော့နံပါတ်3နံပါတ်3ကတော့ကြပြလင်ငါချမ်းအဲကြပြလင်ငါချမ်းတော့အခုကျွန်တော်လေ့လာမယ်ဒီဒီငါချမ်းအဲ့ထဲမှာပါနေတယ်ကြပြလင်ငါချမ်းငါချမ်းရှိတယ်ယောဘဘုထုကနေရှောမုန်သချင်းတီဖြစ်တယ်အော်ယောဘဝတ္ထုဆာလံချံတုတ်တန်ချံဒေသနာချံရှောလမုန်တစ်ချက် ။အဒီချန်ကချန်ကသူကကပြားလင်္ကာပုံစံမျိုးရေးထားတယ်။မယောဘဝတ္ထုဆိုလဲဒါကျွန်တော်ဥစားမျိုးမှာအလွန်ချမ်းသာတဲ့တထေးကြီး။ယုတ်ဒီရဲ့တည့်ရက်ထဲမှာစီစိန်နေအကုန်ကုန်သွားပြီမယ်။ဖျားကိုယုံကြည်ခြင်းကမကုန်ဘူးအဲ့ဒါထူကြတယ်။အဒီနေ့သင်္သက်တာမှာအခြားရာတွေကုန်လို့ရတယ်။ယုံကြည်ခြင်းမကုန်စေနဲ့။ယုံကြည်ခြင်းမခန်းစေနဲ့။ယုံကြည်ခြင်းမတွေ့ချောက်စေနဲ့။ယုံကြည်ခြင်းတွေ့ချောက်သွားရင်ဘဝလည်းတွေ့ချောက်သွားတတ်တယ်။ ဒါကြောင့်ယောဘဦးတကယ်ချင်း၃ယောက်ကအပိမေဆိုပြီးလာရင်းနဲ့သူတို့အပြစ်တွေတင်နေတာအဲ့တော့ယောဘနဲ့သူတကယ်ချင်းနေနဲ့ dialogue ပြောတာပေါ့နော်အပြန်လန်စကားပြောတာနားလည်အောင်ပြောရင်တော့ချောက်ဥစားပေါ့စကီလူတို့လိုမျိုး debate ပြောအဲ့အဲ့အကြောင်းအရာတွေရေးထားတာယောဘကိုထုတ်တယ်တောင်းတော့ကပြားလင်ကကျမ်းထဲမှာပါတယ်ကောင်းလေဆိုယောဘပြောလိုက်သူတကယ်ချင်းနေပြောလိုက်ယောဘပြန်ချီပလိုက်အဲလိုပြောကြတယ်။တောင်းသူ့ကြပြလင်ကကျမ်းထဲမှာထည့်ထားတာဖြစ်တယ်။ ီးတော့ကဆာလန်ဂျာကဆာလန်ကတော့ကျွန်တော်အများကြီးတက်ကတည်းက90လဲခြုံပြီးအဲကျွန်တော်ဖော်ပြခဲ့ပြီဖြစ်တယ်။နောက်တုတ်တန်ချမ်းဆိုရလဲဒါရှောလုံးမင်းကြီးကရေးထားတဲ့တုတ်တန်စကားတွေဖြစ်တယ်။ရှောမောင်တုတ်တန်စကားပေါင်း3000ကျော်ရေးခဲ့တယ်။တချင်းပေါင်း1500ပုဒ်စုဆက်ခဲ့။ဟိုတလိ္ဆာအကြီးဆုံးကနေဟိုတလိ္ဆာအသေးဆုံးပပွဲစိတ်အကြောင်းထီသူသိတယ်။အောင်းစက်သိကောင်း။ တကယ်အဲ့လိုဉာဏ်ပညာမျိုးရှောင်းမုံထက်ပြီးသားမိမလည်းသူအများကြီးယူတယ်အဲ့ဒါတော့ဘုရားရှင်မကြိုက်ဘူးဒါကြောင့်လည်းသူပြီးတဲ့အခါတိုင်းပြည်ကနှချမ်းကွဲသွားတယ်တောက်သွားလည်းမိမတွေအကြောင်းတော်တော်သိတယ်တောင်ပညာရှိတဲ့မိမမိုက်တော်မိမအိမ်ဝတီဆောက်တဲ့မိမဖြုတ်ဖြတ်တဲ့မိမဒါတွေကိုသူတုတ်တန်ချမ်းမှာအများကြီးရေးထားတယ်တောင်ဒီသုတ်တန်ကျမ်းဆိုတာကတော့တိကနေ31တိရှိတယ်နေ့တိုင်းဖတ်ရမယ်ကျမ်းပဲ တရနေ့ဆိုသုတ်တံတစ်ဖ30တရနေ့ဆိုသုတ်တံ31ဖဒီနေ့29ဆိုရင်သုတ်တံ29ဖ7တရနေ့ဆိုသုတ်တံ17ဖငါသုတ်တံဖတ်တာအလိုဖတ်ရတယ်အဲ့ဒီတိုင်းဖတ်ရမယ်ဒါတနစ်မှာ17လရှိတယ်သုတ်တံ17လလုံးဖတ်ရမယ်အချမ်းပဲဒါနေ့တိုင်းဖတ်ရမယ်ဒီအချိန်မှာဘုရားအများကြီးစကားပြောမှဖြစ်တယ်ဒါရှောင်းလုံးမင်းကြီးကဒီသုတ်တံစကားတွေကို ရေးကြတယ်အဲ့ဒါကပြားလင်ငါချမ်းဖြစ်တယ်နော်ဒေသနာချမ်းဒီနေ့ကျော်လိလာမင်းချမ်းဖြစ်တယ်နောက်ရှောင်းမုံတခြင်းဒီဒေသနာချမ်းကိုလေရှောင်းမုံမင်းကြီးပဲရေးခဲ့တာဖြစ်တယ်နောက်ရှောင်းမုံတခြင်းကိုလေရှောင်းမုံကပဲဆက်ဆိုခဲ့တာဖြစ်တယ်ပေါ့ကပြားလင်ငါပုံစံဆက်ဆိုခဲ့လို့ကပြားလင်ငါချမ်းငါချမ်းလို့သတ်မှတ်တာဖြစ်တယ်ကဲနောက်နံပါတ်၄ဘာလို့ရောအနာဂတိကျမ်းအနာဂတိကျမ်း18ကျမ်းရှိတယ်အနာဂတိဆိုကြဲကအနာဂတ်မှာဖြစ်မဲ့ကိစ္စလေးကိုပြောထားတဲ့ကျမ်းတွေဖြစ်တယ် အဲ့ဂျန်နေရတော့ဟိုဟေရှာယနေမာလခိဖြစ်ဖြစ်ဟေရှာယနေမာလခိဆက်ခွန်ဂျန်အဲ့ဆက်ခွန်ဂျန်တော့နှစ်ပိုင်းထပ်ပိုင်းလိုက်နှစ်ပိုင်းပိုင်းပထမတစ်ပိုင်းမှာ၅ဂျန်ပါတယ်ဒုတိယတစ်ပိုင်းမှာ၁၂ဂျန်ပါတယ်ပြန်ပြောချင်တယ်ပထမတစ်ပိုင်းမှာ၅ဂျန်ဒုတိယတစ်ပိုင်းမှာ၁၂ဂျန်အဲ့ပထမတစ်ပိုင်း၅ဂျန်ကိုပရိုဖက်ဂျီဂျန်လို့ခေါ်တယ်အင်္ဂလိပ်လိုဆိုမေဂျာပရိုဖက်လို့ခေါ်တယ်အဲ့ major prophet ဂျန်ဂါဂျန်ရှိတယ်အဲ့ဒါကဟိရှာယယေရမိ ယေဇကြည်လယေရမိကယေရမိမိတန်းစကနောက်ယေဇကြည်လနော်အယေရမိကတော့နှစ်ချမ်းရေးတဲ့အခါမှာဂျေးရာတော့တက်ရောက်သေးပဲဒါကြောင့်ယေရမိယေရမိမိတန်းစကပြီးရင်နောက်ယေဇကြည်လပေဒန်ကြီးလကျန်ကားကြောင့်လူလေးယောက်ရေးသွားတာဟေရှာရောဟေရှာရရေးတယ်ယေရမိကနှစ်ချမ်းရေးတယ်ယေရမိနာဂရီကျန်နဲ့မိတန်းစကနဲ့ယေဇီလာရောယေဇီလာရေးတယ်အစ်ဇက်ကီယော เนาะอังกฤษလို့ဆိုရင်တော့အင်္ဂလိပ်ချမ်းသာမှာနောက်ဒန်ယီလာဆိုဒန်နီယယ်ဒန်ယီလာရေးတာချမ်းငါးချမ်းလူလေးယောက်ရေးတယ်အဲ့လေးယောက်တော့ prophet ကြီးတွေဖြစ်တယ်ဘာကြောင့် prophet ကြီးတို့သူတို့ခေါ်လဲဆိုတာနားလည်အောင်ပြောရင်တော့တာမန် prophet တွေမလုံနိုင်တဲ့ကိစ္စတွေကိုဘုရားသခင်သူတို့လုတ်ခိုင်းတယ်တာမန် prophet တွေမမြင်ရတဲ့ကိစ္စကိုဘုရားသခင်မြင်ခွင့်ပေးတယ်တောင်းသူတို့ major prophet လို့ခေါ်တယ်အော် prophet ဆိုရင်မူရင်းအတိတ်ပဲမြင်သူလို့သိပေရတယ် ပရောဖက်ဆိုရဲမူရင်းအဓိပ္ပာယ်မြင်သူလို့အဓိပ္ပာယ်ရတယ်။သူမျက်မှမြင်တာသူမြင်တယ်။သူကသူမြင်တာမဟုတ်သူ့ကိုဖရာသခင်ကမြင်ွင့်ပေးတာ။ဒါပေမဲ့ပရောဖက်မှာ2မျိုးရှိတယ်။음စစ်မှန်တဲ့ပရောဖက်နဲ့လွဲမှားတဲ့ပရောဖက်ဆိုရှိတယ်။အဲဒီခေတ်ကလေးရှိတယ်။အခုခေတ်မှာရှိတာမဟုတ်အရင်တည်းကရှိတယ်။ပရောဖက်မှာစစ်မှန်တဲ့ပရောဖက်ကတော့ဤဒီကထွက်ပြရင်နှုတ်ကပတ်တော်ဆိုပြီးစနေတန်းချီပြီးသူပြောပြီ။အော်သူပြောတာမဟုတ်ဖျားခင်သူ့ကိုပြောခိုင်းပြီ။ အလွယ်မှလည်း prophet ကတော့သူ့အတွေးခေါ်ရတဲ့သူပြောတာအဲသူပြောတာအကုန်လုံးလည်းလွယ်တယ်သူပြောတာအကုန်လုံးပြတ်တယ်သူပြောတာအကုန်လုံးမဖြစ်ဘူးဒါပေမဲ့စစ်မှန်တဲ့ prophet တွေပြောအကုန်ဖြစ်တယ်ဘာကြောင့်လဲဆိုတော့သူတို့စကားမဟုတ်ဖယားသခင်စကားကိုသူပြောတာသူမြင်တာမဟုတ်ဖယားသခင်သူ့အမြင်ဝင်ပြီးဒါကြောင့် prophet ဆိုတဲ့တိပယ်မြင်သူလို့တိပယ်ရတယ်ဒါတို့ prophet ကြီး၅ချမ်းဒါကြောင့်ဒီ property 5ချမ်းကဟေရှာယဒိုင်းယေရမိ ရေစကြည်လာတိုင်ကြီးလာအဲ့အချမ်းကားဂျမ်ကိုပရော့ဖက်ဂျီလေးယောက်ရေးတယ်ပရော့ဖက်ဟေရှာယပရော့ဖက်ယေရမီပရော့ဖက်ယေစကြည်လာပရော့ဖက်တိုင်ကြီးလာအဲ့တော့မေဂျာပရော့ဖက်အာချမ်းကားဂျမ်လို့ခေါ်ပါတယ်သူတို့ကနာဂက်တိဂျမ်းထဲမှာသူတို့ပါတယ်ခုနကပြောတဲ့နာဂတိ18ဂျမ်းကိုပိုင်းလိုက်တာနှစ်ပိုင်းဖြစ်သွားတယ်ပထမငါးဂျမ်းသည်ဒါအနာဂတိဂျမ်းနဲ့ပတ်သက်ပြီးပရော့ဖက်ဂျီရဲ့ဂျမ်းကဒုတိယအပိုင်းကျတော့12ဂျမ်းရှိတယ် အဲ့ဒီ12ချမ်းကိုကြာတော့ proper ငယ်ရဲ့ချမ်းလို့ခေါ်တယ်အဲ့တော့ဘယ်ကနေစလဲဆိုတော့နော်သူကဟောရှိကနေမာလခိတိအဲ့ဒါ minor prophet လို့ခေါ်တယ်အ minor prophet စနေရောက်ရှိတယ် major prophet လေးရောက်ရှိတယ် major prophet လေးရောက်ဒီဟေရှာယယေရမိယေဇီလာတိုင်ရီလာ minor prophet စနေရောက်ဒီဟောရှိကနေမာလခိတိဖြစ်တယ်အ minor prophet စနေရောက်မှာ ဟောရှိယောလာအမုအောဘဒီယောနာမိခာနာဟောဟဘဂုဇီပနီဟဂေဇခရီမာလခီအဲ့ဒါမိုင်းနာပရိုဖက်တယ်။အကြမ်းသမားမေဂျာပရိုဖက်၄ယောက်ပြောပါဆိုရင်ခုန၄ယောက်မိုင်းနာပရိုဖက်၁၂ယောက်ပြောပါဆိုခုန၁၂ယောက်ဒါကြောင့်ဒီအနာဂတိကျမ်းကိုနှစ်ပိုင်းပိုင်းလိုက်တယ်ပရောဖက်ကြီးတွေရေးတဲ့နဂရီကျမ်း၅ကျမ်းပရောဖက်ငယ်တွေရေးတဲ့နဂရီကျမ်း၁၂ကျမ်း အဲ့ဒီ16ကျမ်းလုံးကိုဗာကျမ်းနေလို့ခေါ်လဲအနာဂတိကျမ်းနေလို့ခေါ်တယ်။အဲ့ဒါဆိုရင်တော့ကျွန်တော်တို့ဒီတမောင်းကျမ်း39ကျမ်းကိုကျွန်တော်ကပိုင်းလိုက်တာ၄ပိုင်းပဲပိုင်းတယ်။နော်။ဒါဒီ၄ပိုင်းကိုကျွန်တော်နားလေရင်ဒီတမောင်း39ကျမ်းကိုခြုံသိပြီ။ပထမပိုင်းပညာတိကျမ်း9ကျမ်းကပောက်ကနေတရားဟောရကျမ်းထိဒုတိယပိုင်းကတော့ရာဇဝင်ကျမ်း12ကျမ်းယောရှုကနေအေဒရာဝတ္ထုထိတတိယပိုင်းကကဗျာလင်္ကာကျမ်း9ကျမ်းယောဘကနေရှောလမုန်ထိ စရုဒ္ဓပိုင်းအနာဂတိကျမ်း18ချက်ဟေရှာယနဲ့မာလခိတည်းအဲဒီမှာမှာထပ်ပိုင်းနဲ့ပရောဖက်ကြီးငါးချက်ပရောဖက်ငယ်17ချက်ဖြစ်တယ်။ဒါဆိုရင်တော့ကျွန်တော်တို့ကဒီတမောင်းကျမ်း39ချက်ကို ကျွန်တော်တို့နည်းနည်းလေးအနစ်ချုပ်ကလေးအဲဒါကျွန်တော်တို့ပုံပြီးသိလိမ့်မယ်လို့သိလာမယ်လို့ယုံကြည်တယ်။ချွန်းလေးသိထားတာလည်းရှိရင်လည်းပုံပြီးမမိပါဖြစ်တယ် တော့အခုကျွန်တော်တို့လာမယ်ဒေသနာချက်။ဟောဒေသနာချက်အောင်လဲကျွန်တော်အချက်6ချက်ကိုအခြေခံပြီးပြောမယ်။အဲ့6ချက်ကိုနားထောင်လိုက်ဒေသနာတစ်ကနေ7ရက်ထိကိုသင်နားလည်သွားမှာဖြစ်တယ်။ကဲနံပါတ်1ဒေသနာချမ်းရဲ့ချမ်းကြီးသူကဘယ်သူလဲဆိုတော့ရှောမုံမင်းကြီးဖြစ်တယ်။အကြံရမှာတော့ဒီရှောင်းမုံမင်းကြီးလို့ဓာတ်ရိုက်တော့မရေးထားမရေးထားဘူးအဲ့တော့သူ့ဓမ္မဒေသနာဆရာယေရုရှလင်မင်းကြီးဒါဝိရဲ့သားတော်လို့ရေးထားတယ် ။အကြမ်းတော့ဒါဝိရဲ့မျိုးဆက်တွေထဲမှာဘယင်ဖြစ်တာတယောက်ပဲဖြစ်တာ။ရှောမွန်။ယေရုရှလင်မြို့ရဲ့ဘယင်ဆိုတဲ့ကျင်းစီတွေဒါရှောမွန်ပဲ။ဓမ္မဒေသနာဆရာဆိုရလေသူ့ညီညွန်းတယ်လို့ဓမ္မသစ်ကျမ်းနဲ့ခိုင်းနိုင်ရင်သခင်ရှုညီညွန်းခြင်းလည်းဖြစ်တယ်။ဓမ္မဒေသနာဆရာဆိုတာ။တောင်ဒီထဲမှာတော့ရှောမွန်ကိုညီညွန်းတယ်။ဓမ္မဒေသနာဆရာ။ဓမ္မသစ်နဲ့ကိုးကားလိုက်ရင်တော့ဒါသခင်ရှုညီညွန်းတာ။သခင်ရှုကနှုတ်ဘတော်တမန်တရားကို ဖော်ပြခဲ့တဲ့တမန်တော်ရဲ့အရှင်ဖြစ်တယ်သူကိုယ်တိုင်တမန်တော်ဖြစ်တယ်တောင်း I want I am the way the life and the truth no လန်ခီတမန်တော်အသက်ဖြစ်တယ်ဒါကြောင့်ကျမ်းရေးတာဘာလို့လဲရှောင်းမောင်မင်းကြီးဖြစ်တယ်တင်းသာကြောင့်ကဲနမနေ့တရက်ချက်ကျမ်းရေးတဲ့နှစ်က BC 930ဝန်းကျင်လောက်မှာရေးတယ်လို့ခန့်မှန်းရခန့်မှန်းတာအတိတ်ကြလို့ပြောတာမဟုတ်ဘူး ဒါ BC 930လောက်မှာရှောမုံမင်းကြီးကဒေသနာကျောင်းကိုရေးခဲ့တယ်လို့ခံမှန်းရတာဖြစ်တယ်။ဘာကြောင့်လဲဆိုခုနှစ်တက်ကြရအတိအကျပြောဖို့နဲ့ခတ်တယ်။ကျန်တာတွေကတော့အတိအကျပြောလို့ရတယ်။ကျန်ရေးသူကတော့ဟုတ်တယ်ရှောမုံမင်းကြီး။ဒါပေမဲ့ BC 930လောက်မှာရေးတယ်လို့ကျွန်တော်ခံမှန်းရတယ်။ခဏောင်းနံပါတ်3တတိယချက်ကတော့ရွေချက်။ရွေချက်က3ချက်ရှိတယ်ကကြီး။ကကြီးရောဘုရားသခင်နဲ့စစ်မှန်သောမိသားယာဖွဲ့ခြင်းမရှိတဲ့အသက်တာအနတ္တဖြစ်တယ်ဆိုတာသိဖို့သူရေးထားတာ အဒီသနာချမ်းကြီးလို့ပြောလိုက်တာနဲ့ရှောမောကဆိုလိုချင်တဲ့ရွယ်ချက်၃ချက်ပဲရှိတယ်။နံပါတ်၁ကဘုရားသခင်နဲ့စစ်မှန်တဲ့မိသားရဖွဲ့ခြင်းမရှိရင်အတ္တဓာကြီးကအနတ္တဖြစ်သွားရင်တရားလုံးကအနတ္တပဲနဲ့သိမ့်မယ်။ဘသူပဲတည်မြဲတယ်ဘုရားသခင်ပဲတည်မြဲတာ။ကျွန်တော်လောကမှာပိုင်ဆိုင်မှုတွေအားလုံးအနတ္တပဲအကုန်ထားခဲ့ရမယ်။အကုန်ထားခဲ့ရမယ်အနတ္တပဲနဲ့သိမ့်။ကျွတ်ပိုင်တာမရှိဘူးကျွန်တော်ဘုရားသခင်ကခဏအတ်ထားတာပဲရှိတာ။ပြန်ပြန်မယ်ကျွန်တော်ပိုင်တာမှမရှိဘူး။ ကျွန်တော်ဖျားတဲ့ခဏအထားရပဲရှိတာတေးသွားရခြံခင်းရယူသွားလို့လည်းမရဒါကိုရှုံးမကောင်းသည့်တတိယလောကမှာအသက်ရှင်ပြီးတော့အနတ္တတွေကြားထဲမှာနေပြီးတော့သာဝရတည်မြဲတဲ့ဖယားနဲ့မိသားအဖွဲ့ချင်းမရှိတဲ့လူရဲ့အတ္တတာပုံပြီးအနတ္တဖြစ်တယ်ဒါကိုသတိစေခြင်းလို့အတင်းသာကြောင့်သူရေးထားတာတောင်ဘုရားရှင်နဲ့စစ်မှန်သောမိသားရဲ့အဖွဲ့ချင်းမရှိတဲ့အတ္တတာဘာဖြစ်လဲအနတ္တပဲနှသိမ့်မယ်ငကူရင်းကအနတ္တတွေများတဲ့လောကကြီးမှာ မိမိမှာရှိတဲ့စိတ်တွေတိုက်တွေကားတွေအိမ်တွေအကုန်လုံးအနတ္တပဲဒါတွေကမိလောင်ရင်ဆုံးရှုံးသွားမယ်ငလျင်လောက်ရင်လည်းကုန်သွားမယ်တဘာဝဘေးရန်ချိန်ချောင်းရင်လည်းပါသွားမယ်ကိုယ်သေးရင်လည်းခြံခဲ့ရမယ်ဒါအနတ္တပဲတဲ့ဒီအနတ္တတွေကြားထဲမှာကျွန်တော်သက်ရှင်တဲ့ကမှာသာဝရတီမြဲတဲ့ဘုရားသခင်ကမှမယုံတိုင်းကိုယ်လည်းပြီးပြီအနတ္တဖြစ်ပြီဒါပေမဲ့ခရစ်ယာန်သာဝရတီမြဲတဲ့ဘုရားကိုယုံထားရင်တော့နော်ကိုယ့်ဘဝအနတ္တမဟုတ်တော့ကိုယ့်ရဲ့ဝိညာဉ်ဟာတစ်နေ့ အဲ့ဒီကောင်းငင်ပရတိသူ့ကိုဝင်စားခွင့်ရသွားမယ်ဒါလေးကိုသူကသိစေချင်တယ်တောင်သူကဒီရွေချက်မှာဒါရေးထားတာတောင်ဒီရွေချက်တစ်ကဖျက်ခင်တဲ့စစ်မှန်တဲ့မိသားရောက်ဖွဲ့ရတကင်ရှုကေတင်ရှင်ပြီးယုံကြည်ထားတဲ့သူတွေကအနတ္တတွေကြားထဲမှာနေပေမဲ့တည်သွားရင်တော့ဒီဝိညာဉ်ကသာဝရတည်မြဲတဲ့တကြောင်ပရတိသူ့ဘုံဝင်စားခွင့်ရမယ်ကောင်းငင်တဲ့မြေကြီးသစ်သာဝရကာလဝင်စားခွင့်ရမယ်တောက်သိစေချင်တယ် ဒါရွေချက်ကာကြီးကဲရွေချက်မှာခခွေးချက်3ချက်ပြောမယ်ရှောင်းလုံးသိစေခြင်းနဲ့ရွေချက်3ချက်ကကဲခခွေးကဘာလဲဆိုတော့လူသားဘုရားသခင်ကိုသိမှသာພັນစင်းခံတဲ့အရာများ၌ပျော်မွေ့ခြင်းခြေနဲ့ရောင်ရဲခြင်းနဲ့ငြိမ်းချမ်းခြင်းနေရရှိမယ်လူဟာဘုရားသခင်ကိုမသိတဲ့သူဟာພັນစင်းခံတဲ့လောကကြီးမှာနေပြီးတော့သူ့မှာပတ်စံရှိမယ်တိုက်တွေကားတွေစီးသိမ်းနေရှိမယ်ဒါပေမဲ့သူပျော်ခြင်းမပျော်တော့ဘူး ူရောင်ရဲခြင်းမှာရောင်ရဲတော့သူ့မှာငိမ့်ချမ်းခြင်းမှာငိမ့်ချမ်းတော့ဘာလို့လဲဆိုတော့သူ့ကိုဖန်ဆင်းတဲ့ဖျောက်သူမသိလို့အဲ့တော့သူသိစီခြင်းတယ်တောင်းဒီရွေချက်ခအဝေးမှာသူအဲ့ဒါရေးထားတာဟောဒီဒေသနာခန်းကြီးတကယ်နေစနစ်တီချုပ်ပြီးတော့နားထောင်ခြင်းရင်သိခြင်းရင်ဒါဒုတိယချက်ရွေချက်ကအဲ့ဒါပဲဖန်ဆင်းကနေလောကကြီးမှာသင်ကနေပြီးဒီအသက်ရှင်တဲ့ထာဝရဘုရားကိုသင်မသိထားဘူးဆိုရင် မှာဘလောက်ချမ်းသာဘလောက်ဘာရီရှိရှိသင်ပြောခြင်းရှိခြင်းမရှိတော့ခြင်းနဲ့ရောင်ခြင်းချင်းရှိခြင်းမရှိတော့သင်မှာငြိမ်းချမ်းခြင်းရှိခြင်းမရှိတော့မကျိန်းသေးတော့အဲ့တော့ तू သိစေချင်တာဒါကို तू ရေးထားတာတဏမနှစ်ဖြစ်တယ်ခါဝေးအော်ဒီအကြည့်ရမယ့်တရားဖန်ဆင်းခံတဲ့လောကကြီးမှာနေပြီမယ်ဖန်ဆင်းရှင်ဘုရားကိုကျွန်တော်ကကောင်းကောင်းရထားမှပျော်မွေ့ခြင်းနဲ့ခြင်းနဲ့ရောက်ရဲခြင်းနဲ့ငြိမ်းချမ်းခြင်းနဲ့ခံစားရမှာဖြစ်တယ် အဲ့ဖန်ဆင်းခံတဲ့လောကကြီးမှာနေပြီးဖန်ဆင်းခြင်းဘယောက်မယုံထားရင်တော့ဘာရီရှိရှိဘာရီတက်တက်ဘာရီသီးသီးဘာရီဘလောက်ကြီးကျွယ်ဝချမ်းသာမှုရှိရှိစိတ်ညစ်နေမှာခြေနဲ့ရောင်ရွှဲမှုလည်းရှိကြမှရှိနေမှာငြိမ်သက်ငြိမ်သက်ခြင်းလည်းပျောက်နေမှာပဲတဲ့ဒါဟုတ်သူဖော်ပြထားတယ်ဒါဟုတ်သူသိစေချင်တယ်ဒါဟုတ်သူဒေသာကြောင်းကိုရေးထားတာကဲကားကြီးကားကြီးနောက်ဆုံးနောက်ဆုံးတော့ဗာလေးဆိုဖះရှင်ဘဟုမပြုတ်တော့ဘဝတက်တာ ခြေနဲ့ရောက်ရဲခြင်းနဲ့ပြည့်စုံခြင်းလုံးဝမရှိဘူး။ကျွန်ရဘိုးပြုတ်ကြံဖျားခင်မဖြစ်ရ။လူကဖျားခင်ကိုဘခုမပြုတ်သေးရတော့သူ့ဘဝမှာခြေနဲ့ရောက်ရဲခြင်းတော့တစ်ကလုံးမရှိဘူး။ပတ်စံမလောက်ရရထတ်လို့ခြင်းမှာပဲ။တိုက်တွေဘလောက်ရှိရှိထတ်ဆောက်ခြင်းမှာပဲ။ကားတွေဘလောက်ရှိရှိထတ်လို့ခြင်းနေတာပဲ။စားစရာတွေဘလောက်ပြည့်ပြည့်စားခြင်းနေသေးတာပဲ။ယောဂါတွေဘလောက်ပဲရှိရှိ ကျမ်းမာပြီးအသက်ရှင်နေစေခြင်းသေးတာပဲ။ ဆိုတော့သူကကျင်းရဲ့ရောင်ရဲခြင်းမှမရှိတော့။ဘာကြောင့်လဲဆိုတော့ဖျားချင်းဘခုမပြုတ်ရင်အဲ့ဒါမရှိတော့ဘူးတဲ့။ဒါဒီကိုသိစေခြင်းလို့ရှော့မုံမင်းကြီးကမလုပ်ထားတာလေ။ရေးထားတာပါ။ဒါကြောင့်ကျွန်တော်ကဒီဒေသနာကျမ်းမှာသိရမယ်အချက်ကလေး၃ချက်ရှိတယ်ဒီရည်ရွယ်ချက်ပေါ့။ရည်ရွယ်ချက်နံပါတ်၁ကတော့ဘာလဲ။ကကြီးကစစ်မှန်တဲ့ဘုရားနဲ့မိသားစုဖွဲ့ခြင်းမရှိတဲ့အသက်တာအနတ္တပဲ။ ဒီရချက်နံပါတ်1ကဘာလဲဖျားသခင်လူသားကဖျားသခင်ကိုသိမှသာဖန်ဆင်းကံနေကြတဲ့မှာပျော်မွေ့ခြင်းခြင်းနဲ့ရောက်ရခြင်းနဲ့ငြိမ်းချမ်းခြင်းတွေရှိလာလူကတကယ်မှန်တယ်ဖျားကိုမသိတဲ့သူကဘလောက်ဘာတွေရှိရှိငြိမ်သက်ခြင်းမရှိဘူးခြေထဲရောက်ရခြင်းလည်းမရှိနိုင်ဘူးအဲ့ဘုရားကိုသိတဲ့သူရဲ့သတ္တဘုရားရှိတဲ့သူရဲ့သတ္တဘာမှမရှိလေဘုရားရှိတဲ့တကြောင်ငြိမ်သက်တယ်ပျော်မွေ့တယ်ခြေနဲ့ရောက်ရဲခြင်းတွေကဘုရားအားဖြင့်ရနေတယ်ဒါဒီကျွန်တော်ပြောတာမဟုတ်တော့ဘယ်ကပြောလဲ ။တမန်ကျမ်းစာပြောနေတာ။ရှုံးမုံမင်းကြီးရဲ့ဒေသနာကျမ်းပြောနေတာဒါတွေမှာ။ဒီထဲမှာကုန်ရေးထားတယ်ဒီကိစ္စတွေ။ဒါကြောင့်ဒီဒေသနာကျမ်းဆိုကျွန်တော်သိသိတဲ့ကျမ်းဖြစ်တယ်။ဒါကြောင့်ကျွန်တော်ဒီဒေသနာကျမ်းရေးတာကသိမင်္ဂလာရှိတယ်။ဖတ်တာကမင်္ဂလာရှိတယ်။နားထောင်တာသိမင်္ဂလာရှိတယ်။မင်္ဂလာရှိသူများဖျက်ကောင်းကြည့်ပေးပါစီ။နောက်ကငရရပါလေဖះရှင်ဘဟုမပြုတ်တဲ့ဘဝသက်တာခြေနဲ့ရောက်ရဲခြင်းနဲ့ပြည့်စုံခြင်းဘာတစ်ခုမှမရနိုင်တော့ အဲ့ဒီကျွန်တော်တို့ရဲ့ဗဟုပြုခြင်းကငွေရွှေဥစ္စာအလုတ်ပညာရာထူးစီးစိမ်အတက်ပိုင်ဆိုင်မှု စီးစိမ်ဂုံပက္ကသနာလုံးဝမဖြစ်ရဘူးကျွန်တော်ရဲ့ဗဟုပြုတာအလုံးကဘု து ပဲဖြစ်ရဘူးဖယားသခင်ကိုပဲဖြစ်ရချားနာသူရောက်ချင်းစီတိုင်းဖြတ်ရှက်တာပြီကောင်းချီးပေးပါစေဒီကနေ့ဒေသနာကျောင်းကိုတုံးချက်ပြီးတော့ပြီနောက်ဖန်ကျနောက်သုံးချက်နားထောင်ရင်သင်ဒေသနာတက်ကံနေစနစ်တွေကိုခြုံပြီးနားလည်တော့မှာဖြစ်တယ်အလုံးကိုဖြတ်ရှက်ကောင်းချီးပေးပါစေနောက်ဖန်ကျွန်တော်ညနေမြန်မာစံတော်ချိန်3နာရီခွဲမှာ အဲကျွန်တော်ပြန်လည်တွေ့ဆုံမှာဖြစ်ပါလေချစ်ချစ်သူအားလုံးကိုဖြတ်ရှင်ကောင်းချီးပေးပါစေရိတ်သက်ချင်းရှိပါစေ may god bless you all ဆုတောင်းကြပါစို့ခမည်းတော်သားတော်သရှင်တော်ဝင်ကြီးတော်တုံးမတို့ဘုရားထံတော်ပါမကောင်းချီးဖြတ်ဖြတ်သည်သင်တို့ဘောသူတို့၎င်းယနေ့မိုးနေ့ချောက်တဲ့မိုးနေ့ရှင်များမင်္ဂလာနှစ်ပတ်လည်ကြောက်ရွံ့သောသူများဘုံတော်ဝင်စားတဲ့သူတွေရဲ့ကြံရှိတဲ့မိသားစုတွေနှစ်သိမ့်မှုရရှိခြင်းချစ်ရှိတဲ့ online ပရိသတ်များမြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်သို့တက္ကောက်ဘုံတော်ဝင်စားတဲ့ကရတာအဒီနို ။ဘုံတော်ဝင်စားခြင်းပေါ်မှာကြံရှိတဲ့မိခင်မိခင်ဖြစ်တဲ့ cemetery နဲ့တကွမိသားစုများနှစ်သိမ့်မှုရရှိခြင်းနဲ့တကွရှေ့ရှုနေတဲ့ online ပရိသတ်များမြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်တို့တလကောက် YouTube ကကြည့်တဲ့သူ Facebook ကကြည့်တဲ့သူမြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်တို့ကာလဆင်းရဲကောင်းကြီးတက်ရောက်တယ်လို့ဝမ်းနေတဲ့သူများဝမ်းမြောက်ခြင်းဘုကြွေးတဲ့သူများမျက်ရည်တုပ်ပေးခြင်းယောဂရှိတဲ့သူများချမ်းမာခြင်းအဆက်အသွယ်ရရဆုံလင်ခြင်းတို့သည်သင်တို့အားလုံးပေါ်ကာလဆင်းမြဲ တက်ရောက်ရှိတဲ့ဒီနေပါစေတော့အာမင်ယေရှုတင်ပါတယ်ယေရှုသူအားလုံးကိုဖြတ်ရှင်ကောင်းကြီးပေးပါစေသင်တို့အားလုံးကိုသိချစ်တဲ့အမြဲဆုတောင်းပေးလေရှိတယ်နိုင်သက်ချင်းရှိပါစေကျွန်တော်ပြန်လည်တွေ့ဆုံကြပါစို့